တရားမင်းစင်မစင်ရှင်းပြပေးပါအောင်ဖရာတဲ့ဒီမန်လေးကအတာကြိုတာနဲ့ပတ်သက်ပြီးမေးထားတဲ့အတွက်အတာကြိုတယ်ဆိုတာတကူလာမှာတရားမင်းလူပြေကိုစင်းတယ်ထင်ပြီးမြန်မာတွေကပန်းွယ်ပန်းညွန့်တို့ဖြင့်တရားမင်းကိုကြိုဆိုတာကိုပဲအတာကြိုတာဖြစ်ကြောင်းဦးစင်ရှင်းပြထားတဲ့ပိုထဲမှာလာမှန်ထားတာပါနော်အဲ့ဒီထဲမှာအတာကြိုတဲ့အကြောင်းကိုပဲဦးစင်ကပြောပြတာပါတရားမင်းစင်းပါတယ်လို့အတိအကျမပြောပါဘူး နော်တကြံကြတိုင်းတကြမင်း လူပြေကိုဆင်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုရင်လူပြေမှာနှစ်ပေါင်း100ဖြစ်ပါက တကြမင်းနေတဲ့တာဝရင်တာနှစ်ပြေဟာတရက်ဖြစ်ပါတယ်လူပြေမှာတကြံကတစ်နှစ်တစ်ချိန်ကြတာဖြစ်တဲ့အတွက်လူပြေမှာတကြံကြတိုင်းတကြမင်းဆင်းရမယ်ဆိုရင်တော်ဝရင်တာနှစ်ပြေတရက်မှာတကြမင်းဟာ လူပြေကိုအကျင့်တရားအစင်းအတက်လောက်ရမှာပါနော်အဲဒါကြောင့် လူပြေမှာတကြံကြာတိုင်းကြာမင်းဆင်းတယ်ဆိုတာဟာမဖြစ်နိုင်ပါဘူးเนาะအရှင်ဖရာတိတော့တွေပဲအိုက်ကြည့်နေတာလားဖရာကြည့်လို့တွေ့တာလေပရိယတိသာသနာ ပရိပတ်တိသာသနာ ပရိဝေဒသာသနာလေးတော့လုပ်ပါအောင်တဲ့ဦးသိန်းကမနက်9နာရီထိုးပြီဆိုရင်ဖရာဝတ်တက်ပါတယ်ပြီးတဲ့အခါမှာကမ္မထာအားထုတ်ပါတယ်ဖရာဝတ်တက်ကမ္မထာအားထုတ်ပြီးပြီဆိုရင်ဒီပြည့်စည်းလဲ၍ဖရာဝေယဝတ်စလုပ်ပါတယ် ။အပြည့်စည်လဲဖျားဝေယဝဆလုပ်ပြီးပြီဆိုရင် စာဖတ်ပါတယ်။စာဖတ်ပြီးလို့စေနာကြီးခွဲပြီဆိုရင် နေဆွမ်းဖုံးပေးပါတယ်။နေဆွမ်းဖုံးပေးပြီးပြီဆိုရင်ဗုဒ္ဓနုတ္တိကမ္မထံစီပြန်ပါတယ်။ပြီးတဲ့အခါ online ပေါ်မှာဘာသာရေးနဲ့ပတ်သက်တာတွေကိုလေ့လာကြည့်ရှုပါတယ်။ဒကာဒကာမတွေကဘာသာရေးနဲ့ပတ်သက်တာတွေကိုမသိလို့မေးမြန်းလာပါကမိမိသိသလောက်ဖြေကြားပေးပါတယ်။ညနေပိုင်းရောက်ပြီဆိုရင်တပည့်စီလှည့်၍ကျောင်းသံရှင်ရေလုပ်ပါတယ်။ညပိုင်းရောက်ပြီဆိုရင် ဖျားရှိကို၍မေတ္တာကမ္မထံစီပြန်းပါတယ်။အဲ့ဒါဥစဉ်ရဲ့တဏိတာအလုပ်ပါ နော်။အဲ့ဒါတွေကိုဥစဉ်ကအွန်လိုင်းပေါ်မှာချမပြတဲ့အခါကျတော့ဘယ်သူမှမသိကြဘူး။ချပြစရာလည်းမလိုဘူးလေ။ကိုလုတ်တဲ့အလုပ်ကိုကိုသိနေဖို့ပဲလိုတယ်။ဟုတ်တယ်မလား။ဒါကြောင့်ဥစဉ်ကမှန်ပိုင်ရှင်ထင်တယ်လို့မျိုးတဏီကုံတိတော့တွေပဲလိုက်ကြည့်နေပြီးလေလွင့်နေတဲ့190 130မဟုတ်ဘူး။ကိုအလုံးနဲ့ကိုနော်။နောက်ပြီးပရိယတ္တိပရိပတ္တိပရိဝေဒဆိုတာကိုလည်းပြောပါဦးမယ်။ ပရိယတိဆိုတာပါလေပရိပတ္တိဆိုတာပါလေပရိဝေဒဆိုတာပါလေပရိယတိဆိုတာစာပေသင်ကြားတရားဟောပြောခြင်းပရိပတ္တိဆိုတာတရားအထုတ်ခြင်းပရိဝေဒဆိုတာကအဲ့ဒီပရိယပရိပတ်ကရလာတဲ့အကျိုးတရားကိုပြောတာနော်အခုဥစဉ် online ပေါ်မှာဘာသာရေးနဲ့ပတ်သက်ပြီးတော့မတိတာတွေကိုဟောပြောပြသပေးနေတာဖြေကြားပေးနေတာတွေဟာပရိယတိလေ အဲ့ဒါသာသနာပြုတာလို့ခေါ်တယ်နော်ပရိယတိပရိပတ်တိပရိဝေဒလုပ်နေတဲ့ဘုန်းကြီးတစ်ပါးကိုပရိယပရိပတ်ပရိဝေဒလုပ်ပါအောင်ဆိုတော့ဦးသိန်းကဘာပြောရမှာတုန်းဟင်အဲကြောင့်မန်ပန်ရှင်ကိုတိုင်ကိုကပရိယတိပရိပတ်တိပရိဝေဒရဲ့အထိပယ်ကိုမသိဘူးဖြစ်နေတယ်အဲဦးသိန်းကိုပြောကျင်တယ်ဆိုရင်မန်ပန်ရှင်အနေနဲ့အရင်ဆုံးပရိယတိပရိပတ်တိပရိဝေဒရဲ့အထိပယ်ကိုသိအောင်လုပ်ပါလို့ပြောကျင်ပါတယ်နော် အပြီးတော့မှဥစဉ်ကိုလာပြီးတော့ပြောပြပါကျေးဇူးတင်ပါတယ်နော်မေးနေတာကြားပါပြီအရှင်ဖယားအမားပါရင်ခွင်လွတ်တော်မူပါဝင်းနီးမလုံတဲ့ဒုံလဘယဟန်နဲ့လူနဲ့နှစ်ဦးသဘောတူ ကာမပြုရင် အပြည့်ဖြစ်ပါသလားအပြည့်ဖြစ်ရင်ဘာအပြည့်ဖြစ်ပါသလဲတဲ့အဲ့ဒီဒုံလဘယဟန်ပါရာဇိကကြပြီပေါ့နော်ပါရာဇိကဆိုတာပရာကတပုတ်ဇိကတပုတ်တာကတပုတ်သုံးပုတ်ဖြစ်ပါတယ် ဇီးဆိုတာကအောင်မြင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဇီးနဲ့ပရာနဲ့တွဲမယ်ဆိုရင်ပရာဇီးသုံးရှုံးခြင်းလို့အဓိပ္ပာယ်ရပါတယ်တနဲ့တွဲမယ်ဆိုရင်ပရာဇိတပါရာဇိကသုံးရှုံးစေတတ်သောအာဘတ်လို့အဓိပ္ပာယ်ရပါတယ်ဘယ်ကနေသုံးရှုံးစေတတ်တာလဲဆိုရင် သာသနာတော်ကနေသုံးရှုံးစေတတ်တာကိုပြောတာပါလူနဲ့ကာမပြုတ်တဲ့ဒုံတပယဟန်းဟာပါရာဇိကကြာသွားပြီဖြစ်တဲ့အတွက် သာသနာတော်ကနေအပြီးတိုင်ဆုံးရှုံးသွားပါပြီเนาะနောက်နောက်သာသနာဘောင်တဲကိုလုံးဝပြန်ဝင်လို့မရပါဘူးအမဝါအကျဉ်းချင်းဖက်ပြီးတိမ်အကျဉ်းချင်းဝင်တော်လဲပဲအသွင်ကယဟန်အသွင်ဖြစ်နေရင်တောင်မှယဟန်စင်စစ်လုံးဝမဟုတ်တော့ပါဘူးเนาะအဲ့ဒီယဟန်ကိုတီလပြတ်အောင်လုပ်တဲ့သူမှလည်းပဲအဲ့ဒီအကုသိုလ်ကံကအကျိုးပေးမယ်ဆိုရင် အပယ်လေးပါးမှာအကျိုးပေးမှာဖြစ်ပါတယ်နားလဲပါသည်เนาะ ကြက်တိုက်ရင်ဘယ်အကုသို့ဖြစ်လဲဖရာတဲ့နာမည်တော့မပြောတော့ဘူးဦးစင်းရဲ့အတိတ်တခါတယောက်သူကကြက်တိုက်တာအယံဝါသနာပါတယ်ကြက်တွေဟာတကောင်နဲ့တကောင်ခွတ်တဲ့နေရာမှာမျက်လုံးပေါက်တဲ့အထိအသေးတန်ခွတ်ကြပါတယ်နော်သူကြက်တိုက်တဲ့အခါမှာကြက်တွေဟာမျက်လုံးတွေပေါက်ပါတယ်တနေ့သူအလုံးလုံးရင်းနဲ့တန်ရိုက်တဲ့အခါမှာ ူရိုက်တဲ့တန်ကကျွပြီးမျက်လုံးကိုမှန်တဲ့အတွက်မျက်လုံးတစ်ဖက်ကန်းသွားပါတယ်။အော်တိုက်ဆိုင်လို့ဖြစ်တာပဲဆိုပြီးအမှုမဲ့အမှန်မဲ့နေလိုက်ပါတယ်။နောက်ထပ်၅နှစ်လောက်ကြာတဲ့အခါမှာအိမ်ထဲကိုခေါင်းငုံပြီးဝင်လိုက်တာ။အိမ်ရဲ့ဒဇက်မိတ်အစားကမျက်လုံးကိုထိုးလိုက်တဲ့အတွက်ကြံတဲ့မျက်လုံးတစ်ဖက်ပါကန်းသွားပါတယ်။ဒါကတော့တိုက်ဆိုင်တာလုံးဝမဟုတ်တော့ပါဘူးနော်။သူ့တော့အကျိုးကိုပေးတာဖြစ်ပါတယ်။ ဥသေတို့စာပေမှာတတိတံပါကံစနေတိတတိတံတူသောပါကံအကျိုးကိုစနေတိဖြစ်စေတတ်၏လို့ဆိုတာရှိတယ်။ဒါဟာတူသောအကျိုးကိုပေးတာပဲဖြစ်ပါတယ်။နော်။ကြက်တိုက်တဲ့သူတွေဟာဘယ်လိုအကုသို့မျိုးကိုခံစားရတယ်လဲဆိုရင်ဤကဲ့သို့အလားတူတူသောအကျိုးကိုခံစားရတတ်တယ်လို့မှတ်သားထားရမှာဖြစ်တယ်။နော်။အရှင်ဖေယအစ္စတက္ခိပါဏုပေတံ ဗုဒ္ဓံတရဏံဂစ္ဆာမိအတိတ်ဘေကုဖြီးပေးတော်မူပါကုံဖုံဖရာတဲ့။ဣဇတက္ခိပါဏုပေတံဗုဒ္ဓံတရဏံဂစ္ဆာမိဣဇတက္ခိယနေ့မှစ၍ပါဏုပေတံအတ္တထဆုံးဗုဒ္ဓံမြတ်စွာဘုရားကုတရဏံကိုးကွယ်ရာအိုးအောင်ရာမိခိုရာဟု၍ကစ္ဆာမိစိကပ်ပါ၏။ဣဇတက္ခိ ပါဏုပေတံဓမ္မံတရဏံကိစ္ဆာမိဣဇတတ်တိယနေ့မှစ၍ပါဏုပေတံအတတ်ထက်ဆုံးဓမ္မံတရားတော်မြတ်ကိုတရဏံကိုးပွေရာပုံအောင်ရာမိခိုရာဟု၍ကိစ္ဆာမိစိတ္တပါ၏ဣဇတတ်တိပါဏုပေတံတန်ခံတရဏံကိစ္ဆာမိဣဇတတ်တိယနေ့မှစ၍ပါဏုပေတံ အသက်ထက်ဆုံးတန်ခံတန်ဃာတော်အရှင်သူမြတ်အပေါင်းကိုတရဏံကိုးွယ်ရာပုံအောင်ရာမိခိုရာဟု၍ကိစ္စာမိစီကပ်ပါ၏အရှင်ဖုရားသူမယ်ဆိုပြီးမလူပြက်တာအပြစ်ရှိပါသလားဖုရားဖြေပေးပါဖုရားတဲ့သူမယ်ဆိုပြီးမလူပြက်ရင်အပြစ်ရှိတယ်လို့တော့ဖုရားဟောမှာမရှိပါဘူးเนาะ ို့တော်လည်းပဲအင်္ဂုတ္တရနိကေစတုကနိပတ်အပ္ပနကဝတ်ဝါလိဇတုံမာတော့အရှင်သာရိပုတ္တရာမထေရကြီးကမြတ်စွာဘုရားကိုရောင်းကုံတွေလုတ်တာချင်းအတူတူတချို့သောကုံတွေတွေဟာအရင်ရှုံးကြတယ်တချို့သောကုံတွေတွေကြတော့ရှီမှန်းထားတဲ့လောက်အမြင်မရကြဘူးတချို့သောကုံတွေတွေကြတော့ရှီမှန်းထားတဲ့လောက်ပဲအမြင်ရကြတယ်တချို့သောကုံတွေတွေကြတော့ရှီမှန်းထားတာထက်အမြင်ဆုံးပိုရကြတယ် ။ဘာကြောင့်ပါလဲဖရားလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကခြေသားတာရီပုတ္တရာတချို့သော လူတွေဟာတမနာဗျမနာတွေကို ရှုမဲ့ပြောပြီးမလူကြဘူး။အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကိုယ်ရောကိုယ်ပဲလုံမယ်ဆိုရင်အရင်ရှုံးတတ်တယ်။တချို့သောလူတွေကြတော့တမနာဗျမနာတွေကိုရှုမဲ့ပြောပြီးရှင်းမှန်းထားတဲ့လောက်မလူကြဘူး။အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါ ်ပုံရောင်းကုံတွေလုပ်မယ်ဆိုရင်ရီမှန်းထားသလောက်အမျက်စွန်းမရကြဘူးတချို့သော လူတွေကြတော့သမဏဗြဟ္မဏတွေကိုရှုမယ်ပြောပြီးရီမှန်းထားသလောက်ပဲလှူကြတယ်အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကုံရောင်းကုံတွေလုပ်မယ်ဆိုရင်ရီမှန်းထားသလောက်ပဲ အမျက်အစွန်းရကြတယ်တချို့သော လူတွေကြတော့သမဏဗြဟ္မဏတွေကိုရှုမယ်ပြောပြီးရီမှန်းထားတာထက်ပို၍လှူကြတယ်အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါ ကုံရောင်းကုံသွယ်လုပ်မယ်ဆိုရင်ကြီးမန်းထားတာထက်အမျက်စွန်းပူရတယ်လို့ဖြေကြားတော်မူပါတယ်။ဒါကြောင့်လူမဲ့ပြောပြီးမလူဖြစ်ရင် အပြစ်မရှိတော့လည်းပဲမလူဖြစ်သေးပဲနဲ့နှုတ်မကြွတာဟာအကောင်းဆုံးပဲဖြစ်တယ်လို့ပြောခြင်းပါတယ်။